မင်္ဂလာပါပေါက်ပန်း40 channel ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကဘာအနှံ့ကပွဲတွေထဲမှာသမိုင်းအစဉ်အလာအရှေ့ကြဆုံးအထူးခြားဆုံးပွဲတော်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့အီတလီနိုင်ငံတောင်ပိုင်းပူဂလီယာဒေသဘာရီခရိုင်မှာကျင်းပတဲ့ပူတီညံတို့ကာနီဗယ်ပွဲတော်အကြောင်းပဲဖြစ်ပါတယ်ပူတီညံတို့ကာနီဗယ်ဟာ တမိုင်းတက်တန်းနှစ်ပေါင်း600ကျော်ရှိနေပြီမလို့ဥရောပမှာတက်တန်းအရှိဆုံးကာနီဘယ်ပွဲတော်အဖြစ်သတ်မှတ်ခံထားရပါတယ်။သူရဲ့စင်းမြစ်ကိုဘာသာရေးနဲ့စိုက်ပျိုးရေးဓလိနှမျိုးစလုံးနဲ့ပေါ်ပြနိုင်ပါတယ်။တမိုင်းပညာရှင်အများစုကဒီပွဲတော်ကိုအလယ်ခေတ်1394ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာစတင်ခဲ့တယ်လို့ပေါ်ပြကြပါတယ်။ Night of Molota Molota သူရဲကောင်းများအဖွဲ့ဟာပူတီညံတို့ကိုအုပ်ချုပ်နေစဉ်ကာလမှာသူတို့ဟာ Saint Stephen ရဲ့ယုတ်ကလက်တော်တွေကို Monopoly မျိုးကဖျားเจ้าမှာတင်စီထားခဲ့ပါတယ်။ဒါပေမဲ့ Monopoly ဟာကမ်းခြေမျိုးဖြစ်တာကြောင့်တူရကီပင်လယ်ဓမြတွေဝင်ရောက်စီးနှင်တာကိုစိုးရိမ်လို့ဒီ Molowy သူရဲကောင်းအဖွဲ့ဟာဓာတ်တော်တွေကိုပူပြီးလုံခြုံတဲ့ကုန်းတွင်းပိုင်းကပူတီညံတို့မျိုးရဲ့ဖျားရှိခိုးเจ้าကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဓာတ်တော်တွေကိုမြို့ထဲလက်လေတဲဆောင်လာတဲ့အခါပူတီညံတို့မြို့အနီးလေခွင်းတွေမှာလှုပ်လှုပ်နေတဲ့တောင်သူလေသမားတွေကသူတို့အလုပ်တွေကိုရက်နာပြီးဝမ်းမြောက်ဝမ်းသာ ကခုံကြတီဆိုကြ နောက်ပြီးရီစရာပြက်လုံးတွေနဲ့လိုက်ပါခဲကြပါတယ်။တမိုင်းမှတ်တမ်းတွေမှာတော့ဒါကပဲကာနီဗယ်ပွဲတော်ရဲ့စတင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒီချိန်မှာလယ်သမားတွေကစပြစ်ပင်တွေကိုပင်စီတစ်ခေါ်ယူခြင်းလို့ခေါ်တဲ့ဒလေးကိုလှုပ်ဆောင်နေရနေပြီးတော့မှဒီရိုးရာစတင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဒီဒလေးဟာရှီဟောင်းဆိုင်ပြိုရီနဲ့တာသမီယရနာ တွေ့ဝမှုကိုယဉ်ညွန်းတဲ့နတ်ကိုကွယ်မှုဒလေးတွေနဲ့လဲဆက်နွယ်နေတယ်လို့သုံးသပ်ကြပါတယ်။ဓာတ်တော်တွေကိုကြိုဆိုတဲ့ဒီဇင်မာ20 超烟的来、嗯。 ဒီဒလိကိုကျင်းပခဲ့ရာနေပြီးတော့မှတဖြည်းဖြည်းဘာသာရေးအတွင်ကနေတယောစာရီပြက်လုံးတွေနဲ့လူမှုဝေဖန်မှုပုံစံတွေကိုပြောင်းလဲလာခဲ့ပါတယ်။အစောပိုင်းမှာ လေသမားတွေနဲ့တာမန်ပြည်သူတွေရဲ့ပွဲဖြစ်ပေမဲ့၁၈ရာစုရောက်တော့မြို့ခံမူးမက်တွေကသူတို့ရဲ့နန်းတော်တွေမှာမျက်နှာဖုံးစွတ်အကပွဲတွေစတင်ကျင်းပလာတာကြောင့်လူဒန်းစားပေါင်းစုံပါဝင်လာခဲ့ပါတယ်။လူအဖွဲ့အစည်းအသီးသီးကပျော်ပွဲရှင်ပွဲတွေပြုလုပ်တဲ့ကာနီဗယ်ကြတာပဒေ ၄နှစ်များကိုအပတ်စဉ်ကျင်းပတဲ့ဒလိလေဒီကာလမှာပဲစတင်ခိုင်မာလာခဲ့ပါတယ်ဥပမာဆိုရင်ဖုန်ကြီးတွေတီလာရှင်တွေလူပြိုအပြိုတွေနဲ့အလွာအသီးသီးကိုရည်ညွှန်းတဲ့တယော်တဲ့ပွဲတွေကျင်းပကြတာပါဒီပွဲတော်ရဲ့တယံဝန်အမတ်အသားကတော့ဖာရီနဲလို့ခေါ်တဲ့မျက်နှာဖုံးစုပ်ပဲဖြစ်ပါတယ်1900ပြည့်နှစ်အစောပိုင်းတွေမှာတစ်တာတန်ချီနဲ့ပိတ်ဆာရီနဲ့ပြုတ်လုတဲ့ပုံပမာလှေကားကြီးတွေပေါ်ပေါက်လာပါတယ် 1950ပြည့်နှစ်တွင်မှာတော့ဒေတာခန်အမှုပညာရှင်တွေကစက္ကူပြော့ပတ်နည်းပညာကိုအစဉ်မြင့်တင်ခဲ့ကြတယ်။အေယာမဗဘူးတွေကိုပို့ပြီးပေါ်ပါခိုင်ခန့်ပြီးတော့မှရွေးရှားလှုပ်ရှားနိုင်အောင်ဖန်တီးခဲ့ကြပါတယ်။ဒီနည်းပညာအကြောင်းပဲပူတင်ရဲ့ကာနီဗယ်ဟာ နီးပညာနဲ့အမှုပညာနဲ့တယောစာအခြေခံတဲ့နိုင်ငံတကာအဆင့်ပွဲတော်အဖြစ်အတိအမှတ်ပြုခံလာရတာပါဒီမျက်နှာဖုံးစုကိုလည်းဒီခေတ်မှာပဲတီထွင်ခဲ့ကြတာပဲဖြစ်ပါတယ် ဥပုံမဝင်ခင်အင်္ဂါနေ့ညမှာတော့ဒီပွဲတော်ပြီးဆုံးခြင်းကိုအမှတ်အသားပြုလုပ်ဖို့အတွက်စကူပြော့ဖတ်ခေါင်းလောင်းကနေပြီးတော့မှ365ကြိမ်တီးခတ်ပြီးဥပုပ်ကာလစတင်ကြောင်းကြေညာပါတယ်။ကာနီဗယ်ကာလပျော်ပွဲရှင်ပွဲတွေတည်ဆုံးသွားတာကိုကိုစားပြုတဲ့တယော်ရဲအနေနဲ့ဇာပနအခမ်းအနားပွဲတော်ကိုနဲ့အဆုံးသက်လိရှိပါတယ်။ဒီပွဲတော်မှာ ပါဝင်တဲ့လူတွေထဲမှာမှ ဒေတာခံစကူပြောဖက်ဆရာတွေကတော့ပွဲရဲ့အဓိကဆက်ဆောင်တွေဖြစ်ပါတယ်။သူတို့ဟာအေယာမလေကားကြီးတွေကို나ยีပေါင်းများစွာအချိန်ပေးပြီးဖန်တီးကြတဲ့သူတွေပဲဖြစ်ပါတယ်။ဒေတာခံအသင်းအဖွဲ့တွေကတော့ရိုးရာဒလေတွေကပွဲတွေနဲ့စီစဉ်မှုအားလုံးမှာတက်ကြွစွာပါဝင်ကြပါတယ်။အီတလီတဝန်းနဲ့ဥရောပတခွင်ကယဉ်ကျေးမှုနဲ့သမိုင်းစိတ်ဝင်စားတဲ့ခရီးသွားတွေထောင်ပေါင်းများစွာလဲလာရောက်နေပဲကြပါဗျ။ ဒီပွဲတော်ဟာ ဥပုပ်ကာလမတိုင်မီအစားအသောက်တွေကို အားရပါရစားသုံးခြင်းရဲ့အယူအဆပေါ်အခြေခံပါတယ်။ပွဲတော်မျက်နှာဖုံးနဲ့နာမည်တူတဲ့ဒီဖာရီနယ်ဟာမီးဖောက်ထားတဲ့ဆန်စိတ်နဲ့ပဲစိတ်တွေကိုချိန်ထားတဲ့ဒေသခံအမုံဖြစ်ပါတယ်။ပြီးတော့ဒီအမုံတွေကိုဟင်းရှားအမျိုးမျိုးမှထည့်ပြီးတော့မှစားသုံးကြပါတယ်။ နောက်ဆုံးကြာတာပတိနေ့တွေမှာတော့ဝတ်ဥထောင်းกินထားတဲ့အသားกินသေးသေးလေးတွေလိုမျိုးအစီများတဲ့ဝတ်သားဟင်းရှားတွေကိုစားသုံးလို့ရှိပါတယ်ဒေတာရဲ့နာမည်ကြီးလက်လုတ်ခောက်ဆွဲဖြစ်တဲ့နရွက်ပုံခောက်ဆွဲကိုလည်းမုံညင်းထုတ်တီး sauce တွေနဲ့တွဲဖက်ပြီးတော့စားသုံးလို့ရှိပါတယ်ပူတင်ညာနိုကာနီဘယ်ပွဲကိုနိုင်ငံတကာခရီးသွားတွေလာရောက်ရတဲ့အချက်တွေကတော့ တမိုင်းဝင်ဂုံပုတ်ကြီးမားတဲ့ဥရောပမှာတက်တန်အရှိဆုံးကာနီဘယ်ပွဲတော်ဖြစ်လို့ယဉ်တင်မှုခရီးသားတွေအတွက်အဓိကဆွဲဆောင်မှုဖြစ်ပါတယ်နောက်တစ်ခုကတော့အမှုပညာနဲ့တယောစာရီပါစကူပြောဖတ်နဲ့ပြုလုပ်ထားတဲ့ဒီအရာမှလေကားကြီးတွေရဲ့အရေးအသွေးမြင့်မာမှုနဲ့ခေပြိုင်လူမှုရေးနိုင်ငံရေးတယောစာရီတင်ပြမှုက ဖျော်ဖြေရေးရဲ့တန်ဖိုးကိုကြီးမားစေပါတယ်။ထူးခြားတဲ့ရိုးရာဓလေ့တွေအနေနဲ့အပတ်စဉ်ကြာတာပဒိနေပွဲတွေရိုးရာဓလေ့စပစ်တီးစိုက်တာတွေနောက်တခါဒီမျက်နှာဖုံးတွေနောက်ပြီးဒီအစားအစာတွေပေါ့နော်ဒါတွေကအီတလီကနေပြီးတော့မှတခြားကနီဘယ်ပွဲတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့ယဉ်ကျေးမှုအတွေ့အကြုံကိုပေးစွမ်းနိုင်ပါတယ်။ ီဒေတာရဲ့ဗဟိုချက်ဖြစ်တဲ့ပူတီညံနူကနာမည်ကြီးတဲ့အိမ်နေနောက်တခါဂူတွေဒီလိုမျိုးထင်ရှားတဲ့ခရီးသွားနေရာတွေနဲ့နိနိကကတီးရှိတာကြောင့်မလို့ဧည့်သည်တွေအတွက်လေပတ်ဖို့အဆင်ပြေတဲ့နေရာလည်းဖြစ်ပါတယ်ဒါကြောင့်သင်ဟာတမိုင်းကိုမျက်နှိုးတဲ့သူပဲဖြစ်ဖြစ်ရောင်စုံအမှုပညာကိုနှစ်သက်တဲ့သူပဲဖြစ်ဖြစ်ပူတီညံလိုကာနီဗယ်ပွဲတော်က ထူးခြားတဲ့အတွေ့အကြုံတွေပေးမှာပါဒီပွဲတော်ကိုဝေါ်သွားရောက်ဖို့စိတ်ဆန္ဒမရှိကြဘူးလားဗျာနားဆင်ပေးကြတဲ့ပရိသတ်အယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ